တရုတ်တရှိုဖြစ်ဆက်ဆဲခံရသူဖလော်ပိုင်မျိုးတော်ဝန်ဟောင်းတူဟောင်းငွေလိန်ကြားဖြန့်လုပ်ငန်းနဲ့ဆက်ဆက်တဲ့လူမောင်ခုံမှုတွေကျူးလွန်ကြောင်းပြစ်မှုထင်ရှားလို့ထောင်ဒဏ်တသက်6မှတ်ခံခဲ့ရပါတယ်။နိုဝင်ဘာလ20ရက်နေ့မှာတော့ L6 နဲ့တခြားသုံးတို့ဟောင်းထောင်ဒဏ်တသက်စီစီရင်ချက်အသေးသေး6မှတ်ခံခဲ့ရတယ်လို့ဒဏ်ငွေပီဆို2တန်းတနည်းအားဖြင့်ဒေါ်လာ3400နီးပါးဒဏ်ရိုက်ခံခဲ့ရတာပါ။ LS ရဲ့အမှုဟာဖိလစ်ပိုင်မှာအရှုပ်ထွေးဆုံးရာဇဝတ်ကြောင်းဆက်ဆွဲချက်တွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ အသက်35နှစ်ရွယ်အဲလစ်ဟာဘန်ဘန်ဆိုတဲ့မြို့ငယ်လေးတစ်ခုရဲ့မြို့တော်ဝန်ဟောင်းပါသူဟာ2022ခုနှစ်တုန်းကမနီလာမြို့တော်မြောက်ပိုင်းမှာတည်ရှိတဲ့ဘန်ဘန်ရဲ့မြို့တော်ဝန်အဖြစ်ရွေးကောက်ခံခဲ့ရပါတယ်သိပ်ပြီးလူသိမများလာတဲ့မြို့လေးဟာနောက်ပိုင်းမှာတော့ဖလော်ပိုင်ရဲ့အာယုံအစိုက်ခံရဆုံးနေရာတစ်ခုဖြစ်လာပါတယ်အကြောင်းကတော့ပြည်တွင်းမှာပိုကိုလို့ခေါ်ဝေါ်လေးရှိကြတဲ့ကြားဖြတ်ငွေလိန်ခိုင်းတွေရဲ့အကြီးစားခွင့်ရဟာအဲ့ဒီမြို့မှာရှိနေကြောင်းစစ်ဆေးပေါ်ပေါက်လာတာကြောင့်ဖြစ်ပါတယ် အစိုးရရှင်တွေကအဲလစ်ဟာအဓိကန်းတွေနဲ့ဒါရိုက်ဆက်နွယ်ပတ်သက်နေပြီးဂျာဖျန်လုပ်ငန်းတွေရဲ့အကူအညီနဲ့ငွေကြေးခဝါချခဲ့တယ်လို့လည်းဆက်ဆဲခဲ့ပါတယ်။သူ့အပေါ်အဓိကပြတ်မှတ်ထားခဲ့တဲ့ဆက်ဆဲချက်တွေကတော့လူမောင်ခိုလုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုဖြစ်ပြီးဘန်ဘန်မှာရှိတဲ့ဂျာဖျန်လုပ်ငန်းတွေမှာအထမအစီကိုင်းခံခဲ့ရသူဖလော်ပိုင်နဲ့နိုင်ငံသားသား၈၀၀လောက်ကိုအာနာဘန်တွေကကဲထုတ်ခဲ့ရပါတယ်။ဘန်ဘန်မြို့ရဲကဂျာဖျန်လုပ်ငန်းခြံဝန်းကြီးက၈ဟက်တာလောက်ကျဲပြီး မြို့တော်ဝန်ယုံနဲ့မနီမဝေးမှာတရှိခဲ့ပါတယ်။ဖလပိုင်ရဲတပ်ခွဲကဝင်ရောက်စစ်ဆေးတဲ့အခါမှာတော့အဆောက်အအုံပေါင်း36ခုကို တွေ့ရှိခဲ့တာပါ။ပြီးတော့အဒီနီယာရဲ့မြေပိုင်ရှင်ဟောင်းကအဲလစ်ဖြစ်ပါတယ်။တရုတ်တရှုအဖြစ်ဆွဆဲထားမှုတွေကတော့သူ့ဘဝဇက်ကြောင်းကိုအဲလစ်ကလူသိရှင်ကြားထုတ်ပြောထားတာတွေနဲ့မကန့်ညီရာကအစတင်လာခဲ့တာပါ။အဲလစ်ကသူဟာဖလပိုင်မှာမွေးဖွားခဲ့တာလို့ပြောပါတယ်။ဒါပေမဲ့နောက်ပိုင်းစုံစမ်းမှုတွေအရသူဟာဆယ်ကျော်သက်အရွယ်ရောက်မှ တရုတ်ကနေဖိလစ်ပိုင်ကိုမိသားစုနဲ့အတူပြောင်းရွှေ့အခြေချခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်လာခဲ့ပါတယ်။ပြီးတော့ချောင်းဟွာပင်ဆိုတဲ့တရုတ်အမျိုးသမီးတူနဲ့သူ့ရဲ့လက်ဝေယာကကန့်ညင်နေပါတယ်။တရှိုးစစ်ဆွေးမှုတွေကြောင့်သူဟာမြို့တော်ဝန်အဖြစ်ကနေဖေရှားခံခဲ့ရပြီးနောက်ဆက်တွဲစုံစမ်းမှုတွေလှုပ်ဆောင်နေချိန်2024ခုနှစ်ဇူလိုင်လမှာပျောက်ကွယ်သွားခဲ့ပါတယ်။ဖိလစ်ပိုင်ရဲတပ်ဖွဲ့ကဒေသတွင်းနိုင်ငံတွေကိုပါဆက်သွယ်ချိတ်ဆက်ပြီးသူကိုဖမ်းမိဖို့စူးစမ်းခဲ့ပါတယ်။ အဲလစ်ကသတင်းပတ်တချို့ခြေရာဖြောင့်နေနိုင်ခဲ့ပေမဲ့အဲ့ဒီနှစ်စက်တင်ဘာလတုန်းကအင်ဒိုနီးရှားနိုင်ငံမှာအဖမ်းခံခဲ့ရပြီးဖိလစ်ပိုင်စီပြန်ရောက်လာခဲ့တာပါသူရဲ့ဖိလစ်ပိုင်နိုင်ငံသားပတ်စပို့လည်းပယ်ဖြတ်ခံခဲ့ရပါတယ်အဲလစ်ကသူ့အပေါ်ဆွဆဲချက်အားလုံးကိုညှင်းဆို့ထားပြီးသူ့မှာအပြစ်မရှိဘူးလို့အခိုင်အမာထွက်ဆိုခဲ့ပါတယ်သူ့ကိုထောင်ဒဏ်တသက်ချမှတ်ခဲ့တဲ့အပေါ်မှာအမျိုးသမီးအနေနဲ့အယူခံဝင်မလားဆိုတာကိုတော့မသိရသေးပါဘူးသူဟာငွေကြေးခွာချမှုအပေါင်းဝင် နောက်ထပ်ဆက်ဆွဲချက်၅ခုနဲ့လည်းဆက်ပြီးအမှုရင်ဆိုင်နေရတာပါတရုတ်နဲ့ဖိလစ်ပိုင်တို့ဟာတောင်တရုတ်ပင်လယ်ရေပိုင်နဲ့ငင်းခုံကိစ္စကိုအကြောင်းပြုပြီးဆက်ဆံရေးတင်းမာနေတဲ့နိုင်ငံတွေလည်းဖြစ်ပါရဲ့ရှင်